ပါရာမိုတာ၁၁လေးဒီဟာမြင့်ပေ၁၈,၀၀၀တနအီမိုင်၆၀နီးပါးအထိပြန်ဆက်နိုင်ပြီးအလေးချိန်၂၄၀ကီလိုဂရမ်အထိတည်ဆောင်းနိုင်ပါတယ်။မျောလင်းမထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တာကိုသတိပြုပါ။ခြေရွာတွေလူထုထက်တဲ့နေရာတွေနဲ့စီရေးခြေဆိုင်စခန်းတွေကိုဥတီတိုက်ခိုက်နိုင်လာကြောင်းအဲ့ဒီလိုနေရာတွေကိုသတိပြုရှောင်ရှားပါ။စကိုင်းတိုင်းကလေးမြို့နယ်မြောက်ပိုင်းကကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတဲ့စိုးစုတွေက နှစ်ရက်အတွင်းဒေသခံအမျိုးသား18ဦးကိုဖမ်းဆီးတပ်ဖြတ်လိုက်တယ်လို့ဒေသခံသတင်းမြစ်တီကအမှတ်ပီကိုပြောပါရတယ်။ဖမ်းဆီးတပ်ဖြတ်ခံရသူတွေကတော့ရာဇကြိုကြေးရွာကအမျိုးသား10ဦးနဲ့ခုံသာကြေးရွာကအမျိုးသား10ဦးဖြစ်ပြီးတော့စုပ်စုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အောက်တိုဘာ19ရက်နဲ့20ရက်နေ့မှာဖမ်းဆီးတပ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ဒေသခံတို့ကပြောပါရတယ်။ တည်ဆုံးသူတွေဟာစောက်စုတက်ကရာစချိုကျွော်နဲ့ခုံသာကျွော်ကိုစစ်ကြောင်းတွင်ဝင်ရောက်ချိန်မှာဖမ်းဆီးတပ်ဖြတ်လိုက်တာဖြစ်တယ်လို့ဆိုပါရယ်။လက်ရှိအချိန်မှာတော့စောက်စုစစ်ကြောင်းတွေကြောင့်အလောင်းတွေကိုမကောက်ယူနိုင်သေးသလိုတည်ဆုံးသူတွေရဲ့နံပါတ်တွေကိုလည်းအတိမပြုတ်နိုင်သေးဘူးလို့ရန်မျိုးအောင်ကျွော်မှာနေထိုင်တဲ့ဒေသခံတဦးကပြောပါရယ်။လက်ရှိအချိန်မှာတော့စောက်စုစစ်ကြောင်းတွေကရာစချိုကျွော်စော်ပွားရေရှင်စဲကြီးကျွော်အနေမှာတက်ဆွဲထားပြီးတော့ရွေလျားစစ်ကြောင်း300ခန်းက လက်ပံချောင်းပြည်တော်သားမော်စီကျေးရွာကိုစီးနှင်းဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါရယ်လက်ရှိချိန်မှာတော့စိုးစုစစ်ကြောင်းတွေကရာစကြိုကျေးရွာစော်ပွားရေရှင်ဆယ်ကြီးကျေးရွာနီးမှာတဆွဲထားပြီးတော့ရွေရှားစစ်ကြောင်း300ခန်းကလက်ပံချောင်းပြည်တော်သားမော်စီကျေးရွာတွေကိုစီးနှင်းဝင်ရောက်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကြောင်းတွေဝင်ရောက်နေရကြောင်းကလေးတမူလမ်းမကြီးပေကကလေးမြို့နယ်အတွင်းမှာတည်ရှိတဲ့နန်းဟန်ရွယ်ကံကြီးကံသာယာနန်းဆောင်ဘူးမော်လိုက်ကလေးရွာတဲ့ 56မိုင်ကျန်းဆက်ကုန်းဂျက်ဖနက်ရံမျိုးအောင်စော်ဘွားရေရှင် ရာစကြိုညာစိညာလင်းလက်ပန်ချောင်းပြင်တော်ဦးပြီတော်သာမော်စီပြင်းကုန်ကြီးကျွရရင်းနဲ့တမူးမြို့နယ်အတွင်ကဖရားရေရှင်ကျွန်းတော်ရေရှင်ဘုတ်ကန်ကနန်ဝီတုံခံဘတ်ရန်ငယ်အောင်စတဲ့ကျွရတွေကဒေသခံ2000ကျော်ကျော်တပတ်ကျော်ကြာစပေးရှောင်နေရပြီးတော့တောတောင်အတွင်ထွက်ပြေးနေရကြအောင် စေဝါနဲ့အစားအသောက်တွေပြက်လက်နေတယ်လို့ဆက်ရှောင်ရေးကူညီနေသူတွေကပြောပါတယ်။ကလင်းမြို့လူထုတပိတ်ဦးဆောင်သူတွေရဲ့ကောက်ယူထားတဲ့အချက်လက်တွေကအာနာသိန်းလေးနဲ့ကျော်တွင်စုပ်စုတက်ဖြတ်လို့တေဆုံးသူ900ကျော်နဲ့စုပ်စုစစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်ဘာသာပေါင်းစုံ သာသနီးကအဆောင်44လုံး၊မိရှုခံထားတဲ့ခြေရပေါင်း44ရွာ၊နေအိမ်ပေါင်း6250လုံးရှိတယ်လို့မြေပြမကူညီကယ်ဆယ်ရေးလုပ်နေသူတွေရဲ့ကောက်ယူထားတဲ့အချက်လက်တွေမှာတွေ့ရပါတယ်။